ကဲဗျာဒီမှာလည်းလူလိန်နောက်ထပ်လူလိန်တစ်ခုတကယ်သူများရဲ့ page တွေသူများရဲ့ account တွေခိုးဖို့စူးစမ်းနေတဲ့တခိုးတွေရဲ့လုံရက်တွေပေါ့ဒါကျွန်တော်ရဲ့ page မှာ can sharing page မှာ copyright ထိထားတဲ့အတွက်ကြောင့်အယူခံဝင်ပါဗာနေရအဲ့လိုမျိုးနဲ့သူကခိုးဖို့စူးစမ်းနေတာပြီးရင်ဒီဒီကောင်ထဲမှာကျွန်တော်ဒီဟာလေးကိုနှိမ့်လိုက်တယ်ဆိုလို့ရှိရင်ဒီထဲမှာပါမှာပါပါတွေပါတွေပါလာမလဲဆိုလို့ရှိရင် link တစ်ခုပါလာမှာဖြစ်ပါတယ်ဗျာ ကြီးကြီးရောက်ဘလို့ link တွေပါလဲအဲဒီမှာเนาะဒီမှာ link ပါတယ်ဗျဆိုတော့သူပြောထားတာကဘာလဲဆိုလို့ရှိရင် ကျွန်တော်ရဲ့ page ကအဲလက်တလောလက်တလောချင်းနေမှာ violation တွေ copyright ထိထားတာတွေရှိတဲ့အတွက်ကြောင့်အဥပမာပြောရရင်အလွယ်ကိုဆုံးအတူချုပ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ page တဲမှာအဲစီကန်ချူဖောက်ထားတာရှိတဲ့အတွက်ကြောင့်24နာရီအတွင်းမှာအယူခံ page ကို အပြန်လူချင်တဲ့ဆလို့ရှိရင်24နာရီအတွဲမှာယူခိုင်းဝင်ပါဆိုပြီးတော့သူကစာကိုတခိုးကကျွန်တော်ပို့လိုက်တာဒါကြတော့တခိုးကပို့လိုက်တာဆိုပြီးမဲ့ Meta ဒီ Facebook company ကိုအသုံးနောက် Facebook company နာမည်ကိုအသုံးပြုပြီးတော့ကျွန်တော်လိမ့်ဖို့စ조사နေတာဖြစ်ပါတယ်ဒီမှာ link ပါတယ်ဒီ link ထဲမှာကျွန်တော်ဝင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook account ကို login ဝင်ရမှာ login ဝင်ပြီးပြီဆလို့ရှိရင်သူဒီကောင်ကဒီတခိုးကကျွန်တော်ရဲ့ page လဲခိုးလို့ရတယ်ကျွန်တော်ရဲ့ Facebook account လဲသူယူလို့ရသွားပြီဆိုတော့ဒီလိုမျိုးတွေအထူးသတိထားပါဒီမှာသူ follower လဲကြည့်လိုက် follower လဲ6 6ယောက်ပဲရှိတယ်ခုနလေးတည်းမဲ့သူဖွင့်ထားတာဖြစ်ဖြစ်မယ်ပြီးရင်ဒီမှာအဲဒီမှာ share ထားတာပြီเนาะ can sharing page ကိုသူကအဲ copyright case နဲ့ ဲ policy ထိထားတဲ့ဆိုတဲ့ပုံစံမျိုးနဲ့လုပ်တော့ပြင်ဘယ်သူ page တွေပါသေးလဲဟဲ့ဒီမှာနော် yesterday မနေ့ကားတဲ့ဒါအဲဒီမှာသူ့သူ့ရဲ့ဒီ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  main key ရဲ့ page ကို share ပြီးတော့မှနော် share ပြီးတော့မှခုနကျွန်တော်ကျွန်တော်ဟာနဲ့အတူတူပဲဒီကောင်က ဒီဟာက copyright အကြောင်းတွေနဲ့တင်ပြီးတော့မှ page ကို copyright နဲ့ ठी ပြီးတော့တခုခုထိတဲ့အတွက်ကြောင့်အယူခံဝင်ခြင်းနဲ့ page ကို အပြတ်မခံနိုင်ဘူးဆိုလို့ရှိရင်24နာရီအတွင်းအယူခံဝင်ပြီးတော့မှအဲလုတ်ပါလီလင်းကနေဝင်ပြီးတော့အယူခံလုတ်ပါပါနေရဆိုပုံစံမျိုးနဲ့သူကလိန်သွားတာเนาะအများကြီးပဲသူမှ share ထားတာတွေအများကြီးပဲဒီထဲမှာရှိတဲ့ဟာတွေသူတို့ရဲ့ page တွေပါမသွားခြင်းဘူးအဲကျွန်တော် 調査ပန်းစားလုပ်ထားတဲ့ page လေးတွေအကောင့်လေးတွေအခုမခံရချင်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ page ထဲမှာကျွန်တော်ဗီဒီယိုအများကြီးတင်ပြထားတယ်ကျွန်တော်ရဲ့ page ကိုအမြဲတမ်းကြည့်ပါ Facebook အကြောင်းနဲ့ YouTube TikTok monetization ကိစ္စတွေကိုအကုန်လုံးကျွန်တော်လုပ်ပေးနေတာဖြစ်ပါတယ်เนาะအခုမခံရအောင်ကျွန်တော်ရဲ့ Facebook account တွေအခုမခံရအောင်သူတတိပေးချင်ပါတယ် ားလုံးဗီဒီယိုဆိုင်ကြပါနော်ကျေးဇူးတင်ပါတယ်ဗျ